မြန်မာနိုင်ငံတော်ဘဝပန်ကဥဆောင်ကြီးကျက်နေတဲ့မြန်မာပေးရဲ့ကျူအာကုတ်အခြေပြုငွေပေးချေမှုစနစ် MMQR ကိုနိုင်ငံဖြတ်ကျော်ပေးချေမှုတွေအထိချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဘဝပန်ဥက္ကဋ္ဌဒေါက်တန်တန်းဆွေကပြောပါရီဒါကြောင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာမြန်မာနိုင်ငံရဲ့ payment industry အတွင်းက stakeholder တွေအားလုံးပါဝင်တဲ့ပုံစံနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့နိုဝင်ဘာ16ရက်နေ့အစည်းအဝေးမှာဆိုခဲ့ပါတယ် ဘောဘန်အနေနဲ့ MMQR မှာစနစ်ပိုင်ရှင်ကြီးကျက်သူအဖြစ်ပါဝင်ပြီးငွေရေးကြေးရေးကဏ္ဍမှာပါဝင်ဆောင်ရွက်နေတဲ့ဘဏ်တွေ၊လိုင်စင်ရရှိထားတဲ့မိုဘိုင်းငွေရေးကြေးရေးအဖွဲ့အစည်းတွေ၊ရောင်းချသူကိုယ်စားလှယ်တွေ၊ငွေကောက်ခံရှင်လင်းတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊မြန်မာငွေပေးချေမှုအဖွဲ့တို့မှပူးပေါင်းပါဝင်မှုပုံစံနဲ့ဆောင်ရွက်ဖို့ရထားတယ်လို့သိရပါတယ်။ နိုဝင်ဘာ19ရက်နေ့ကပြုလုပ်ခဲ့တဲ့အာဆီယံဘဏ်လုံငန်းကောင်စီအစည်းအဝေးမှာလည်းအမျိုးသားကျူအာကုတ်ဖြစ်တဲ့ MMQR ကိုပြည်တွင်းမှာငွေပေးချေမှုတွေကိုလွယ်ကူချုံးမွေ့စေပြီးနိုင်ငံဖြတ်ကျော်ပေးချေမှုတွေကိုပါဆောင်ရွက်နိုင်အောင်အကောင့်ထည့်ဖော်ခဲ့တာလို့ဒေါ်တန်တန်းဆွေကပြောကြားခဲ့ပါတယ် MMQR ကို System Operator အဖြစ် Payless Company Limited ကဆောင်ရွက်နေပြီးစနစ်အတွင်း ARP, KBZ Pay, Wave Money, OK Dollar, UAB Pay, A+ Wallet, CB Bank, Zigo Money, Trusty Pay, Citizen Pay စသဖြင့်ချိတ်ဆက်အသုံးပြုနိုင်တယ်လို့သိရှိရကြောင်းပါခင်ဗျာ။